မခင်ခင်ထူးရဲ့မဲ့အင်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်း၁၇နေနဲ့ဖတ်ပြပေးမှဖြစ်ပါတယ်ရှင်။မဲ့အင်ကန်ကသူ့စာကိုသူဖတ်ရင်ဝန်တာနေသည်။ရေးထားသည့်စာနှစ်ကြောင်းသုံးကြောင်းကို အချိန်ချင်းပြန်ဖတ်သည်။တေချာပြီဆိုတော့ခေါင်းအောက်ကိုအခေါက်လိုက်ထိုးထားလိုက်သည်။မဲ့အင်ကန်တို့ရွာမှာစာအိတ်ရဲလို့မရှိတော့အဖေထံရောက်လာတဲ့တေရုံစာအိတ်အဟောင်းတစ်လုံး။မနေ့ကမှရှာထဲတော်မီစိတ်ကူထားသည်။ခေါင်းပေါ်ခေါင်းခေါင်းတင်ရင်အကိုကိုဆေးရောက်ရပြန် ကိုပါရီများလုံနေတာပါလေ။တိုင်းရေးပြည်ရေးကိုမရင်ကဲပဲတင်ပဲကောင်းနားလဲလွန်လာတည်တော့မဟုတ်။အကြာရနာလွန်လို့ရေတတိအတိထားတာတော့ရှိသည်။တိုင်းပြည်ကျွန်ပွားရောက်နေရသည် ဆိုတဲ့ချက်ပြီ။ထိုကျွန်ပွားကလွတ်မြောက်ရေးအတွက်အကိုတို့လူငယ်တွေလုံပတ်နေကြတာကိုလေသဘောပေါက်ပါ၏။ရဲ့ရွာဆင်းရဲနေတာကိုတည်တော့လေတိုင်းပြည်ပါဆင်းရဲနေသည်ကိုတည်ပါ၏။မဟင်္ဂန်တို့ရွာတွေမှာစပားဆိုင်တော့လည်းမရှိပဲပေခင်နန်းခင်တွေသာရှိသည် စိုက်တာဆိုင်ရတော့လေပေးစေနှမ်းစေတွေက မကောင်းလားပါတနည်းနည်းနည်းတနည်းဆန်းဆန်းစင်ရပန်းတောင်လောက်ကိုင်းစားတောင်းနေကြရသူတွေကမှဲ့ရင်ကဲမျက်စိရှိမှရှိနေကြသည်ဒီဘက်နှစ်တွေမှာမိပန်းယုံကမှဲ့ရင်ကံကိုသူ့ချေသူ့လန်စီမံခွင့်ကလေးပေးလာသည့်အတွက်ရွာမှာအတီဒုခရောက်နေကြသူတွေကိုတွေ့တိုင်းမဲအင်ကန်ထောက်ပံ့ကူညီနိုင်ခဲ့သည်ကိုဖုံးဝေတယောက်တည်းကျုံနေရသောလူတွေကိုတယင်းငါထံငါကလှုပ်စေသည် ဖို့တုံနေတရင်ကားကိုစံရေးကိုတွေ့လို့စေကကိုဖုံးဝေကိုအိမ်မှာပဲအုပ်စီစေခဲ့သည်ဖိုကူကလည်းတော်လုံးကူနိုင်ခဲ့ပြီပဲဆုပဲတဲ့လုံတွေကိုတော့ကျေးဦးနဲ့လွယ်ရသည်ရွာထဲမှာဆင်းရဲဆုံးဆိုသူတွေကိုခေါ်ကအလုပ်စီခိုင်းသည်ရက်ကန်စင်ကားဆင်းဆင်းပြီးရက်ကန်ယုံထောင်ကရွာက ကာလသမီးတွေကိုအကြီးကြီးညွန်အားဦးစီးစေသည် မဲရင်ကန်ရင်ရက်ကန်ရောင်ထွက်ပိညာပိတ်ကြံတွေကိုမြင်းချစည်းကိုတွင်နိုင်မှုမဲရင်ကန်ကိုရိုင်းမြင်းချံကိုသွားဖို့လဲရှိသည်အခုတော့ရက်ကန်ရောင်ကအစပဲရှိသေးသမောအထဲတိတ်မကြသည်ဒုက္ခရဲ့လို့မြင်းများဆဆာမညာနိုင်တော့လေထမင်းစားဖို့ရတော့အဆင်ပြေကြသည်မြေရှိပြီးတစ်စေးတစ်ဆံမရှိကြသည့်တောင်သူတွေကိုမျိုးပဲတည်တင်းတခွဲဆိုသလိုဝင်းငါပေကန်ချင်းလဲပြူသည်မယင်ကန်ဒီလိုလုပ်နေတာတွေကိုအဖေရောမိကပါအပြစ်မဆိုတည်းအပြင်နှစ်ထောင်အားရပင်ရှိကြလေသည် ငါမတာကအာမကိုရပဲတမိကလက်ယုံဖြစ်နေပါမကောဟဲ့ပန်းယုံရဲ့အဖေနှုတ်ကပင်မြည်တမ်းလာခဲ့သည်မအိမ်ကန်ကတော့အကိုကိုအပြင်းမမြင်ပါအကိုမျက်သာသည်မအိမ်ကန်တို့အိမ်အတွက်တည်းပြည်လက်ယုံဖြစ်နေတာကိုပဲမအိမ်ကန်ကျင်နဲ့နေသည်တိုင်းပြည်အတွက်အကိုလိုလူတွေရှိနေဖို့လိုအပ်တာကိုမအိမ်ကန်သဘောပေါက်သည် အကိုလုပ်ငန်းကိုမအိမ်ကန်တက်ဆွမ်းသမျှအကူအညီနိုင်ဖို့သာစိတ်ထဲရှိပါ၏မအိမ်ကန်မအိမ်ကန် ကျေးဦးရောက်လာတော့မှမယင်ကန်အတွေ့ရတော်သည်တာအောင်ကပဲမယင်ကန်ကိုမြတ်တာစာကမ်းလိုက်တယ်လို့လို့ပြောထားတော့ကျေးဦးစိတ်ဆင်းရဲနေတာမယင်ကန်သိပါသည်အကျိုးချောင်းမှန်ကိုချက်ချင်းမပြောသေးပဲအောင်းထားလိုက်သည်ကျေးဦးကမယင်ကန်ကိုအကဲခံနေတယ်လို့မယင်ကန်ကလည်းကျေးဦးရဲ့ခြေကို ကြည်ကရည်ချင်နေမိကြတော့လေကျေးဦးကိုတနာလာသည်မယင်ကန်တခုတော့စဉ်းစားသည်တာအောင်ကတဆင်းရောက်လာသည်စားကမညိုမသားမဟုတ်ပဲ အကိုမောင်မြတ်သားလူကြုံပါလိုက်သည့်စာသားဖြစ်ကြောင်းဖွင့်ပြောသည့်အချိန်အကိုဖြစ်သူကအလူခံသည့်ကိစ္စမဟင်ကံလကောက်တွေလူသည့်ကိစ္စတွေကိုကိုတော့ဖွင့်မပြောဘဲထိုင်းရန်ပြီးဘာပဲဖြစ်ဖြစ်စာပါအတွင်းရေးတွေပါ ဖွင့်ပြောလိုက်ရင်ဒီစကားအတီတရင်ကရွာထဲရက်ထဲရောက်သွားနိုင်သည်ကျေးဦးကိုလူရင်ထားချစ်ခင်နေရတော့လေကိစ္စတိုင်းသိရမလို့ဟူမဲ့အင်ကန်တွက်သည်ဒီကိစ္စကိုလည်းပို့ပို့ပပလောက်သာပြောရမည် ကျေဦးရဲ့ညီစိတ်စင်းရဲ့နေတာငါသိတာပဲတောင်ကမအိမ်ကံကိုမယုံမတာပြလိုက်တဲ့စာမဟုတ်ရပါဘူးအကိုမြင့်ဆန်ကလူကြုံပလိုက်တဲ့စာပါဖေတော့မေတော့မသိအောင်ပြလိုက်တာရဲ့ပါဒီစကားကြားတော့မှကျေဦးမျက်လုံးလေးတွေလလာတော့သည် ပြုံးနိုင်နိုင်လာသည်မအိမ်ကံလက်ကလေးတွေကိုစုပ်ကိုင်းကဝမ်းသာကြအောင်မူရပြသည်ဝမ်းသာပါတော့ငါအသားအောင်မလိမ်တဲ့ဘက်နဲ့ရီစာစာပြေးခိုင်းတဲ့မှတ်နေတာ ဒီလိုသာဆိုရင်တော့ငါတို့သားမီနေကြတော့ရှိမှာမဟုတ်ဘူးနောက်တစ်ခုကဘာလဲကျေဥမိန်ကံကိုငါနှမျောတဲ့ရေးစားတနာမရှိစေချင်သေးဘူးတအောင်နဲ့ဆိုပိုးတော်မဖြစ်စေချင်သေးတယ်တအောင်မေကသူ့သားတွေကိုရွာကွန်းတော်ကနေနေကြီးပေးစားချင်နေတာမဟုတ်လားကျေဥရဲ့တအောင်ငါမကြိုက်ပါဘူးစကားပါမှာကြိုက်မိတယ်ပဲထားပါအောင်တော့ငါလဲကိုယ်တော်ခိုင်ရတော့မှာပဲဟဲ့သူ့မေကသဘောမတူပဲရှိပါမလား မဲ့ရင်ကန်စကားကြောင့်ကျေးဥရင်နေဒိန်းနဲ့လှုပ်သွားခဲ့သည်ကျေးဥကိုရိုင်းကမိမိရော့ရော့ပြောလိုက်သည့်စကားကိုမဲ့ရင်ကန်ထောက်လိုက်တော့မှသတိထားမိတော့သည်ငါလည်းကိုနောင်ကန်ရတော့မှပဲတည်းလားမဲ့ရင်ကန်ရင်အမေပြောထားသည့်စကားကိုဖျက်ခနဲသတိရမိရကကျေးဥမျက်နှာကလေးအိုချသွားခဲ့မဲ့ရင်ကန်ကိုကျေးဥဘလို့ပြောရပါမလဲတော့ကျေးဥမျက်ရည်တွေဝိုင်းသွားတာမြင်လိုက်တော့မဲ့ရင်ကန်စိတ်ထဲမကောင်းဖြစ်သွားသည် ကျေးဦးကလည်းကြာလူလူမျက်ရည်ကိုထိန်လိုက်နိုင်ပါ යි ကျေးဦးရဲ့ညှိစိတ်ပူအောင်ငါတမင်စတာပါ යි စိတ်မကောင်းမဖြစ်ပါနဲ့တခုတော့ငါ့ကိုကူညီပါအောင်ဟဲ့ဘာများပါလိတော့မဲ့ကတာအောင်နဲ့တော့တွေ့ရမှာကိုဖြစ်မှာဘလို့တွေ့ရမလဲတော့ငါလည်းမသိဘူးကူစင်စားပေးပါဦးဘာကိစ္စများတွေ့နေမှာလဲမအိမ်ကန်ရဲ့အကူမောင်မြတ်တာကိုစာပြန်ဖို့ဆိုရင်ငါပဲတာအောင်ပေးလိုက်ရင်ဖြစ်တာပဲအဲ့တလို့တော့မအိမ်ကန်တိတာပေါ့ မဖြစ်ဘူးကိုယ်တိုင်တွေ့ပြီးမင်းကျင်တာလေးတွေလည်းရှိသေးတာကိုအို့အတွက်အရေးကြီးတယ်။အိုးဟုတ်လားနေပါအောင်ငါစဉ်းစားပါအောင်မေ။ကျေးဟွာတာအောင်နဲ့မအိမ်ကနှစ်ယောက်သားတွေ့ရမည်နေရာကိုစဉ်းစားသည်။ဟိုတစ်ခါလို့ကျေးဟူတို့အိမ်မှာဖြတ်ကနေတွေ့လိုက်လို့ဖြစ်သားပဲခဏတစ်ဖြုတ်တွေ့လာပဲ။ဒီလိုဆိုတော့လေတစ်ခါကတစ်ခါတွေ့တာမျိုးဖြစ်လာတော့ရိုးရိုးသားသားဆိုပြီးတယောက်ယောက်မြင်နိုင်သည်။ကျေးဟူတို့ဝိုင်းတိုက်တွေကတဲတွေပြီးတယ်ပလုံစီထိုးနေတာမဟုတ်လားပြီးတော့ လမ်းမတန်းကိုထွက်ဖို့ကအင်ဂျိုအင်ဂျာလန်ကလေးတို့ကိုပဲတုံကြတာဆိုတော့အသွားလမ်းများလာသည်နို့ဖြင့်ဖေမာတွေ့ရင်ဖြစ်မလဲရွာနောက်ဘက်ဆိုင်ခင်ဘက်တွေကဆိုင်ခင်အနောက်ပြညံပင်တော်ခွေမှာကျေးဦးတို့ငညုတ်ခင်ခင်ခင်ငုတ်စီကလေးတွေရှိသည်အခင်ဆောင်တဲပြက်ကလေးတစ်လုံးရှိသည်ဘူးနယ်ကြီးတွေခေါမောတန်နေသည်ဖြင့်အမိုးတချမ်းပြိုပြက်နေသည့်တဲပြက်ဖြစ်သည်တောင်းကိုစောစောကြီးထဲကတဲပြက်ထဲရောက်အောင်သွားဆောင်ခိုင်းရမည်ကျေးဦးနေမအင်ကန်က ထမင်းစပီးချိန်လောက်သွားလိုက်ကြရင်ဂျေဟိုကသူတွေရသလောက်ပြောပြတော့မအိမ်ကန်စင်စားသည်တောင်းလက်ထဲကိုရွှေထုတ်ထည့်ပေးလိုက်တာကိုလူမမြင်ဖို့ကလည်းအရေးကြီးသည်ပြောအင်းပေးလိုက်လို့ကလည်းဖြစ်တာမဟုတ်အကျိုးတင်ကြောင်းတင်တော့ရှိရအောင်မြင်မဟုတ်လားဂျေဟိုရဲ့အဲ့ဒီတဲကတော့ဟုတ်ပါပြီတိဟောက်ရောက်တွေ့သွားမှာပို့ပြီးကြော်မကောင်းကြားမကောင်းဖြစ်မှာဆိုရတဲ့ရွာထဲရက်ထဲအမှန်တကယ်တွေ့တာကမှအပြောလို့အောင်မယ် ဟုတ်တယ်လေမအိမ်ကတာအောင်နဲ့စကားမိချင်သေးတယ်။စာလဲပြချင်သေးတယ်ဆိုတာကိုငါတို့အိမ်စုကြတော့မအိမ်ကရောက်လာတာနဲ့ကြီးခန့်အုပ်တဲ့ဟင့်တရရတယ်။ထင်းကနေ၊ကွင်းကနေမြင့်တာတာပေါ့။ငါမအိမ်ကအထစ်ကြတော့အမြဲကြီးနေကြတာရဲ့။မအိမ်ကမင်းကျေးဥစကားကိုသဘောချနေမိသည်။ကျေးဥပြောသည့်စကားကမှန်ပြီးမအိမ်ကကိုတရွာလုံးကချစ်ခင်ကြသည်။စိတ်ကောင်းနှလုံးကောင်းရှိသူအဖြစ်လေးစားကြည့်ညိုချတာလဲပါသည်။ဆက်ဆက်ယူအောင်လှလွန်သူကလေးဆိုတော့ ။ဆောင်းဆန်းကုန်းလို့ရမှာမအိမ်ကန်ပုံရှုခွဲချိုးသွားရှင်းလာခြင်းလို့မဖြစ်နိုင်မှာ။ဒါဆိုရင်တော့သူတို့မှာရွေးချယ်စရာညံပင်တော်ကိုယ်ဆက်ကိုသွားကြရုံသာရှိတော်သည်။ချင်းဦးရဲ့ညိရောက်မလာခင်လေးတည်းမအိမ်ကန်တွေးနေမိတာပါ။ငါဆက်ရှင်နေပြည့်တတ်နေမှာပဲအိမ်ကလူကြီးမိပါမသိရအလုံးတစ်ခုလောက်ရတော့မှာပါလားလို့လीတခုကအိမ်ကမသိအောင်ကိုစီစားပေးရမှာတခုကတခုကဘာလဲရွယ်တူကားလာတာတယောက်နဲ့အိမ်ကမသိအောင် ။အင်းလေရွာမသိအောင်နှုတ်ကိုစားတွေ့ရမှာလေ။ဟုတ်သား၏။ကျေးဦးအထက်ကိုဆင်းတော့မဲ့ဧကံမှာဆင်းလိုက်သွားပြီ။အဖေစပွဲအန်ဆွဲတဲ့ကဆိုင်အညူကြီးတလုံးယူလာခဲ့သည်။ထမင်းစည်းကွန်တီလုံးလောက်နိုင်လာခဲ့သည်။အိမ်မော်ပြန်တက်လာက ရေးပြီးသားစာကိုဆိုင်အိတ်ကြီးတဲ့တဲ့။ဆိုင်အိတ်ကို ထမင်းလုံးနဲ့ဆေးနေအောင်ကပ်လိုက်သည်။လက်ကောက်လေးကွင်းကိုလက်ကင်မွာဖြူလေးနဲ့ထုတ်ရင်းကလက်ကင်မွာတောက်စွန်းမှာ ိုးကြည့်ပြင်ထိုးထားသောမယ်ကန်ဆိုသည့်စလုံးလေးစီမျက်စီရောက်မိသည်ဒီလက်ကင်ပွားပေါ်ကမယ်ကန်မျိုးကိုအကိုတွေ့မှသေးချာသည်လက်ကထုံနေစားကိုပိန်အိမ်ရှုံလေးထဲထည့်ပြီးအိမ်ရှုံကြိုးကိုတင်းတင်းရလိုက်သည်ဒါဆိုစားလဲအဆင်ပြေပြီရွှေလက်ကတွေလည်းအဆင်ပြေပြီကျေးဦးအိမ်ခဏပြန်မှတာအောင်ကိုချိန်ခဲလိမ့်မည်နောက်တနေ့တမနက်ခင်းလုံးမအိမ်ကန်ရင်နေခုံနေခဲ့ပါ යි ။သူ့လိုရမည်လို့တေဟာစင်ကြဲရဲ့လားလို့လဲတွေ့ရပါ යි ။ အကိုမောင်မြတ်သားကိုဆက်သွယ်ရန်ဤနီးမတစ်ပါအခြားနီးမရှိလေတော့ယင်းပေါ်ပေါ်နှစ်ပင်ရွေးချယ်လိုက်ရခြင်းဖြစ်သည်တပ်ပြင်းကလေးတွေသာခါခါချမီတော့သည် အမေမိုင်ကနောက်ဘက်တော့အကွက်တည်းမြေပဲဥရလာလို့ကျေးဥနဲ့တွားကြည့်ချေအောင်မယ်အေးအေးနေတဲ့မမြင်ကြစေနဲ့အပြန်ကြချင်းပေါင်းနတ်စငုပ်ကလေးတွေတအိုးချက်လောက်ခုခဲ့ကြကြရင်နောက်ဆက်ငုတ်ကလေးတွေကိုမအိမ်ကလဲကြိုက်သည်ဟင်းသည်ရခွေးနှင့်ခင်းနေနှွေးပေါလို့ အသီးညွတ်တုံးသည့်အခါနွားတွေက ဝင်စားကြသည်ထို့သောနွားဆိုင်ရာမှတလာသောအငုံအညုံကလေးတွေကိုရွာကတအိုးစားတနက်ချက်ရာပစိုးတဆလွဲခူတက်ကြသည်ကျေးဦးနှင့်မဲ့ကန်ရွာနောက်ဘက်ကွေးနေစည်းထွက်လာခဲ့ကြသည်ညံပြင်တော်ကရွာဆိုင်ခင်းနေနေတတော်လန်းသည်ကင်းဆောင်တဲလေးငုတ်တို့ကိုအဝေးကမြင်လိုက်ရတော့မဲအိမ်ကရင်ခုန်ရပြန်ပါ යි ။ကျေဦးညီရခရမ်းပင်နေနိုင်ခဲ့။ငါလူချေကြည့်ပြီးမှဝင်မယ်။တအားကိုတေချာပြော့ခဲ့ရလား။ ရောက်တော့ပြီထင်တယ်အစိုးရတော့ဆောင်မယ်ပြော့တာပဲမဟိကန်နေကျေးဦးတို့ကွင်းနေတဲ့ဖြက်ဆောင်နေကြတာကိုအခင်းထဲရောက်နေကြသည့်လူတွေကအော်ဟင်းနှုတ်ဆက်ကြသည်မဟိကန်နေကျေးဦးကလည်းဟူထုံနှုတ်ဆက်ကြရင်ဟိုဘက်လိုလိုဒီဘက်လိုလိုဝင်နေကြရသည်ညမင်းတို့ကွင်းဆက်ကိုရောက်ပြီးမဟိကန်ရင်တွေတလက်လက်ခုံရပြန်ပါပြီညီမုံနဲ့ထက်လာသည့်ရွှေထုံနှင့်ဆိုင်ကိုလက်နှင့်ဖီဆိုင်ကွင်းလုံးကိုအကဲခံရသည်မဟိကန်တွားတော့ လူသူရိတ်ချေတွေ့ငါတချင်းဆိုလိုက်မယ်တချင်းမဆုံးချင်းအတာအောင်းနေချင်းကျေးဦးကဒီလိုဆိုတော့ဟုတ်သားပါလားမိန်ကန်ကတဲပြတ်ကိုအကဲခဲသည်တဲကငိန်ချက်သားကောင်းလာပိုင်းလူရိတ်လူချေရှိပုံမရမွေပါခင်ပါရောกินရဲ့လားနှစ်ယောက်သားနော်ဆက်ချင်ပေါင်နော်ဆက်ငုတ်ကလေးတွေခူးကြရမှာတဲနောက်ဖေဘက်ကိုမိန်ကန်တို့ကဲလိုက်သည်ကျေးဦးကိုပင်မမြင်ရတော့မိန်ကန်အတန်ပြူလိုက်သည်တအောင် ဘာတမ်းမှမရှိပြန်ထူးတန်လည်းမကြမဲ့ရင်ကန်တစ်ချက်ထိတ်သွားခဲ့သည်ကွင်ပန်ခဝဝေးစီကစက်ထုံးကိုချင်းချဆူနေတန်ကိုကြားနေရတာကလွဲလင်းအချားဘာတမ်းမှမရှိပြိုကျနေသည့်တစ်ဖက်ဆောင်ဆောင်မူဟာအောက်ကိုမဲ့ရင်ကန်ကဝင်လိုက်သည်မြေဆိုင်ခဲတလုံးကိုမဲ့ရင်ကန်ခလုတ်တိုင်မြင်စင်မာတော့လက်ကြီးတစ်ဖက်ကသူ့ခါကိုလှမ်းပွေချင်းခံလိုက်ရသည်အိုးအမေ့ ဒီတရင်ကအတွင်မအင်ကန်ဤခံစားမှုမှာနှွေးဤတော်တိတွေ့အာယံကိုတည်လိုက်ခြင်းဖြစ်ပါသည်သူမတကောလုံးလေးထုတဲမြောက်တက်သွားရကလေဟာနေထဲမှာအသေးသေးအေးပြုတ်ကျသွားသလိုခံစားနေရပြီရင်တွေကလည်းတလက်လက်ခုံလာခဲ့ခြင်းဖြစ်မိန်ကလေးတပီစားတဘာဝရင်ကိုလက်တစ်ဖက်ရှက်လိုက်ရင်ကာထားလိုက်မိတာကိုလည်းမျက်စိတစ်ခက်အတွင်မှာတည်လိုက်ပါ යි မဲရင်ကန်တတိမထာမီဒီရာမှာတဲပြက်တကောင်မှာရှိနေသော တကယ်ကျော်မြေတော်မြတ်ဝလုံးကိုဖြစ်သည်မြေဆိုင်ခဲမဟုတ်အရင်ကဒီတဲကလေးကိုတည်တည်တက်တက်စားထားခဲ့ပုံပေါ်ပါသည် အခင်းဆောင်တဲတွေလိုအမူးမူအကာလေးဖက်ချထားတာမျိုးမဟုတ်ကဲလာထောက်ပဒင်းတွေပါပေါင်းစောက်ထားသည့်လူနေတဲကြီးတဲဖြစ်ခဲ့ဟန်တူပါ၏မဲရင်ကန်ဟန်ချက်ပြက်မှာတောင်ကလက်တစ်ဖက်ဖြင့်ထိန်လိုက်သည်ဖြင့်ကျေးဇူးတင်လိုက်မိတော်လေး မခံချင်စိတ်ကလေးကဖြင်းခနဲပါလာခဲ့သေးသည်တို့တော့မဲ့ရင်ကန်ကစိတ်ကိုချက်ချင်းလုံးလုံးထိန်လိုက်နိုင်မိုင်းတောင်းတာလက်မဖက်လိုက်လီရှေ့ကိုဟတ်ထိုးလဲဖို့သာရှိတော်သည်မဲ့ရင်ကန်ရင်ခုန်တာမပြောင်းချင်သည်ယင်ထဲမှာမော်တော်စုတိုကတုံကရင်ကြီးဖြစ်နေသည်မဲ့ရင်ကန်ကတကယ်ကြော်တန်းကိုမမြင်လိုက်ဘူးထင်တယ်လဲမှာဆိုလိုပါမဲ့ရင်ကန်အာနာပါတယ်ဗျာ တောင်ကလည်းအချစ်စီမွမ်းမွားဖြစ်သွားတော့သူစိတ်ကိုပုံမှန်ရအောင်ပြန်ဆုစည်းနေရပုံပေါ်သည်ဖတ်ထားသည့်လက်တွေကိုချက်ချင်းဖြေလျှော်ပေးလိုက်ပါတောင်မှန်နေသောအတန်ကလည်းပဂတိရိုသားမှုဆိုတာမယိန်ကန်သည်ပါတောင်က သူမသာကြားနိုင်သောအတန်ဖြင့်ပြောနေခြင်းဖြစ်သည်မယိန်ကန်အွန်လိုက်သောအိုအမေဆိုသည့်အတန်ကကိုကွင်းထဲကိုရောက်သွားလေသလားဘသူတွေများကြားသွားပါလိမ့်မယိန်ကန်မှာ သူ့နှလုံးခုန်တံကိုပြန်ငြိမ်အောင်ကြိုးစားနေရခြင်းနဲ့အတူအထိတ်တလန့်ဖြစ်နေခဲ့သည်။ရွာပြင်ကွင်းထင်းကတဲအိုတဲပြက်ကြီးတလုံးထဲမှာဆွေမတော်မျိုးမဆန်းရွယ်တူသစိန်ယောက်ျားလေးတယောက်နဲ့ဒီလိုလာတွေ့နေမိခြင်းဒီပဲ။အမားဖြစ်ကြောင်းမေကန်သတိထားလိုက်မိသည်။တဲပြင်ဘက်စီကကျေးဥဤသချင်းကြီးတန်ခက်ထွေထွေကလေးကြာနေရစေ။လူရိပ်လူရောင်ရှိသည်ဆိုသည့်သဘောဖြင့်ကျေးဥသချင်းကြီးနေခြင်းမဟုတ်လား။ ။တောင်နှင့်မဲ့အိမ်ကံကပဝါဒကန်းစာဝေးမှာညင်နေကြတော့လေ။တရားကိုတရားမလုံးလဲကြီးနေကြသလိုရှိပါ යි ။ပေးရင်နေကြသူတွေစီကဝူးဝူးထိုးအဟစ်မှာကြတဲ့တခြင်းဆိုတဲ့။တဟာဟာဤတန်နေကြရလေ။မဲ့အိမ်ကံမျက်နာကလေးမှာသွေးမရှိလေ။ကိုကိုကိုလည်းဘာကိစ္စဒီလောက်တော့တင်ရဲမိပါလိမ့်လို့အဖြစ်တင်မိသေးသည်။တချင်းဆိုတန်တတန်ဆိုရင်ဒီတန်းနေမဝေးလှလေရောတလား။အတန်ကြားနေရတာကပင်ဝေးလှပုံမပေါ်ပါ။ နေချီနေချီငယ်လေးနေချီရထိုးတဲ့နေရွှေပြီရွှေပြီရွှေပြီစိုးတွေကတောင်ဝေတယုံမာခင်ရဲ့ခေါရွှေဖိုးတွေတာလာပါဝနာဝနာကန္နာလမ်းမာလာမြန်စွာမြန်စွာမြန်စွာလမ်းပါရဖောက်ဆောက်လေးတွေက ရောက်ဖခွေးကိုပထိန်ငှက်ကဲတူနေတန်တာလာပါလေတောင်ကပြောစရာစကားမရှိသလိုတူတူကြီးရနေပါမဟိကံကတွေ့လိုပါသည် ဆိုလိုတာလာခဲ့ရတော့လေ တောင်ကိုယ်တိုင်ကဇဝေးဇဝါအခုလည်းမဲ့ရင်ကန်စကားကြကိုစောင့်နေခြင်းသာဖြစ်တွေးကျင်လာသူကနှုတ်ဆိတ်နေသည်မဟုတ်လားမဲ့အင်ကန်ကနှလုံးလေးညိမ့်ပြီးဆိုတော့မှခါတဲ့ထုထဲလာသည့်အိမ်ရှုံထုပ်ကိုနှုတ်ယူလိုက်သည်တောင်ကိုလမ်းပေးသည်တောင်ကအိတ်ကိုတလဲမဲ့အင်ကန်ကိုတလဲကြည့်ရင်နားမလဲဖြစ်နေပုံများ၏မဲ့အင်ကန်ကမျက်နှာကလေးတီးလိုက်ပြီးခတူတူပြောလိုက်သည်အကူနဲ့ပင်မှတွေ့တာလဲ တောင်ခုမှအကြောင်းရင်းကိုသဘောပေါက်သွားပြီစိတ်ကလေးနူးသွားပုံရသည် သူကလည်းလေတန်းပြင်းပြောသည်ဒီတဲထဲမှာတိတ်ကြကြနေလို့မကောင်းနိုင်မှသူလည်းဒီပုံရိုင်းဒီပုံရိုင်းမြင်းချံပေးအောင်ရင်ရောက်ခဲ့တာဆရာကြီးဥပခင်အိမ်ဝင်းမေတော်ရှိတယ်ဆိုတာနဲ့ကြုံရောက်သွားတာပါရန်ကုန်မှာလို့လို့မြင်းချံမှာလို့လို့ဆိုတော့ကျုပ်လည်းကန်စုကညာတွားမင်းရတာပဲတခင်မြတ်သားရှိတယ်ဆိုတော့ဝမ်းသာရပုံများစာနာဆောင်ရေးပြလိုက်တာစောင့်ယူခဲ့တယ် ဆရာလေးကိုတောက်ထင်တွေတက်ဆောင်နဲ့မဲ့ရင်ကန်တွေတက်ဆောင်မှချင်းတာရှိရှိလူကြုံပွားဆရာရှိရှိသူ့ကိုပဲပါလိုက်ဖို့လဲမှားလိုက်တယ်။မြင်းချံကိုဘယ်တော့သွားမှလဲ။မဲ့ရင်ကန်ပါရမယ့်ကိစ္စရေးချင်းချုပ်ကသွားယုံပေါ့။တခင်မြတ်တာကနေ့ရှိပင်မဲ့နောက်တနေ့ရှိချင်မှရှိတာဆိုတော့မြန်မြန်တော့သွားမလားလို့။တောင်ကမဲ့ရင်ကန်ကိုမကြည့်ပဲမဲ့ရင်ကန်ခလုတ်တိုက်လိုက်သည်တကကြောဝါမမျိုးတမျိုးကိုကြည့်ရင်ပြောနေချင်းဖြစ်သည်။ မဟိကံကတော့အသားအောင်ကိုပဲကြည်နေခဲ့သည်အသားမညိုမယောမျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့လူပုံရိုးရိုးဖြစ်အကိုမျက်သားကယုံကြည်လို့သာနှမပြိုစီလှုပ်လိုက်တာပဲထင်ပါရဲ့အဲ့ဒါလေးအခုလက်ထဲရအောင်ဆောင်းချင်းပေးဖို့ပါပဲဒါတဲ့အခုဘာတွေလုံနေတာလဲတအောင်တိတလားသူကတော့တိုင်းရင်ပြည်လောင်ခေါင်းထဲရှိတာပါပဲဘာလုံနေတလဲတော့ပြောဖို့ခက်တာပဲဒါလေဟုတ်ပြီတာ အခုမိရင်ဖိုင်ရင်မိသားစုကတော့မသိနိုင်သေးကိစ္စဒစင်းတယောက်ကအတီးဖို့ဆိုတာခက်ရောမိတာအောင်ကအိတ်ရှုပ်လေးကိုကြည့်ရင်ဘာတွေလဲလူမေးချင်းပုံရတော့လေနှုတ်ကတော့ဖွေမမေးပါမဟင်ကန်ကပဲစာလုံးလောက်သည်တော်လောက်ပြီဒီထက်ပုံနေလို့လည်းမကောင်းနိုင်တော့ပြီတိုးတော့မဟင်ကန်တခုတော့စဉ်းစားသည်အထဲမှာရွှေစားနေပါသည်ယူသွားသူကလည်းစိတ်ရနာကင်းဖို့လိုသည်လို့စဉ်းစားမိသည် ဆေးအရှုံလေးကိုဖွင့်ကြည့်လိုက်ပါအောင်ကျုပ်ပေးလိုက်တဲ့ပစ္စည်းလေးတွေသိစေချင်လို့ပါတာဟောင်းကအရှုံကိုဖွင့်သည် အထင်းကလက်ကင်ဝါနဲ့ထုတ်ထားသောထုတ်တထုတ်ထွက်လာသည် အထုပ်ကိုတားဖြည်လိုက်တော့လက်ကောက်နှရနှင်းစားရစားဒီတော့မှမဟင်ကံကိုမော်ကြည့်သည်အံ့ဩသွားပုံလဲရသည်ဒုဗမာစီယုံကိုလှူဖို့ထင်ပါရဲ့ကျုပ်လည်းပဲရောက်ရတဲ့ငွေကလေးထဲကဖဲ့လူခဲ့သေးတယ်မများပါဘူးတော်တော်ကလေးလှူကြတယ်လို့ကြားတယ် အခုလုံနေသည်များတောင်းတီပုံတော့ပေါ်ဤမယင်ကန်စိတ်ချလက်ချရှိရပြီတောင်းပင်အခုလုံတွေကိုတီနေသည်မဟုတ်လားမယင်ကန်ကတော့အကူကလူပါဆိုလို့လူရချင်းဖြီးကိုကိုရလာခဲ့ဖို့မလာရင်ကောင်းမလားဖြစ်နိုင်ညီမထင်ပါလာလို့ရရင်လာမှာပေါ့အဖေတို့မိတို့ကိုကိုလည်းတွေ့ချင်ရှာမှာပေါ့အခွင့်မတားလို့သာမလာတာနေမှာပါလိအကူကြမ်းကြမ်းမှမှရှိရမဟုတ်လားကြမ်းမှာပါရဲ့ တီစာသွားပြီလို့တွင်ရွာဘက်များလှည့်ခဲ့ပါအောင်လို့ကံကလေးကမှားလိုက်တယ်ပြောပါတွေ့လဲတွေ့ချင်ပါရဲ့မျှော်လဲမျှော်မိပါရဲ့တွေ့ရင်တော့ပြောလိုက်ပါမယ်ကြောက်တင်သူလဲမြင့်ချင်မှာကြာရှည်ကြမှုနေမဲ့ပုံတော့မရဘူးအင်္ဂလိပ်ပလိတ်တွေကတခင်နေရောအခက်ခဲဆောင့်ကြည့်နေကြတာတဲ့ဆရာကြီးဥပခင်တော့ရှိမှာပါမေကံကထယံပြဲကျိုးတိုးကျဲတဲ့ဇာကဘေဘီကိုကဲခဲရင်ချောင်းကြည့်တယ် လူသူလေးပါရဲ့လူတော်မတွေတချင်းတန်းနေအော်တိုင်ဟစ်တန်းနေတော့ငိမ့်နေပြန်ပါ යි ချင်မခင်းဆက်ကကြည်ဦးတချင်းတန်းပေါ်လာပြန်လေးသည်တစ်ပလွေတောင်းတလဲရဲ့နေနေရဲပင်ကြောင်ရှာပြင်းနေထောက်ရှာရှုတိုင်းရဲ့ဒါမလကာနဲ့ကနဆူတောတည့်ရဲ့ကဲနေအလိုတော်တောတည့်ရဲ့ကဲနေရော့ရှက်က ရှောက်ချိုနှောက်ရပြန်နေတီးမောက်လို့ဖြူအိုးကြည်ဦးဆိုလိုက်သည်တချင်းတန်းကလူဒီထပ်ပူချင်နေပါရောလား မဟင်ကံမင်းချွေးကလေးဆိုသွားခဲ့သည်အပြင်ကောမထွက်နဲ့အောင်လို့ပြောနေမှမဟင်ကံတင်းနေတော့ကိုလေးကိုပင်ကြုံထားမိတယောက်ယောက်တွေ့လို့ကတော့မီလောင်နိုင်သည်ပါတယ်ဟဲ့ဘလို့တယ်ဟဲ့ဆိုသည့်စကားတွေပြန်ကားသွားလင်းဇာရိတ်တာကိုပင် ထိခိုက်လာနိုင်တာမဟုတ်လားရွာရက်ကမဟင်ကံကိုခက်ရှုပ်ရှုပ်ထဲကပါအေးလို့အထင်ခံလိုက်ရရင်တော့လားကိုနောက်ကင်ဖြစ်ပေါ်ရီမန်းထားသည်များတဲတဲရေသွန်ဖြစ်ရတော့မည် ပအောင်ကတော့အထုပ်ကိုပြန်ထုတ်ပြီးနေပြီသူကတော့တိတ်မြများဆာဆာစဉ်းစားနေပုံမျိုးမရှိသူခမမဲ့ရင်ကမြောက်ခင်ကလည်းစောင့်နေခဲ့ရသည်အခုလည်းတဲတဲအောင်နေရတာကြားပြီးပြန်ချင်ရှာရော့မည်ပြန်လို့မဖြစ်ပါမထွက်လိုက်နဲ့တော့ကျေးဥတချင်းစုနေတာလူရှိတယ်လို့ပြောနေတာရဲ့ကျုပ်တော့ကျေးဥတချင်းတန်တိတ်မှထွက်မမှာပဲတအောင်နေခဲ့ဦးနော်တအောင်ကမဲ့ရင်ကကိုငေးကြည့်နေခဲ့သည် တဏှာရည်ကျဲကလေးလူထားတော့မျက်နာလေးကမဝင်ဆက်ဆက်ရွာရက်ကန်ကြထဲကိုဝှထားတော့လေအချိုးဆက်ကြသူကလေးဆိုတော့ကြည့်လို့ကောင်းလာပါ යි ကျေဦးကတခြင်းကိုပြန်ပြန်ကြော်နေပြန်တော့နှစ်ယောက်စလုံးမထွက်တာဘူးကြီးနယ်တက်နေတော့တဲဆောင်ဆောင်ကြီးကအတန်တင်တော့လုံချုံပါ යි မွေပါခင်ပါကြောင့်အဲဝင်ကြတော့ရှိပုံမရကျေဦးတန်တိတ်သွားခဲ့ပြီအပြင်မှာချင်းနေကောင်းပုံရပြီမိန်ကန်ကထရန်သားကမြင်သလောက်ချောင်းကြည့်ပြန် ကျင်းဦးတခြင်းတိုင်မချတော့ဘူးကြုံရင်ထွက်လိုက်မယ်နော်မဲ့ရင်ကန်တို့ရွာချီလောက်ရောက်မှထွက်ပါနေလို့ဖြစ်ကြမဟုတ်လားဖြစ်ပါတယ်ပစ္စည်းတွေသာညအောင်ပို့လိုက်ပါတော့ကြုံသွားမယ်နော်မဲ့ရင်ကန်ကမွေတကောင်လိုရှော့ကနေထွက်လာခဲ့သည်ကျင်းဦးကချင်ပေါခင်းပြီးရရင်မဲ့ရင်ကန်ကိုမြင်တော့လက်ရိပ်ပြိုင်မဲ့ရင်ကန်ကအိမ်တွင်ကလေးနှစ်ပင်ကျင်းဦးစီမလုံတလုံရှောင်းလာခဲ့သည်ဒီလိုရှောက်တာကလည်းအမောတော်ကအပြေလွှာမှုရမပြချင်းလို့ပြေး ကျင်းဦးကလည်းစိုးရိမ်နေပုံရသည်နှစ်ယောက်သာခြေပြားလက်ပြားလေးတွေများဤလိုနားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော် နားဆင်ပြီးကြပါအောင်နော်